မိတ်ဆွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့စိတ်ဝင်စားရင်သုံးလို့ရမယ်တဏှမျိုးပေါ့နော်စိတ်ဝင်စားမှသုံးပါပေါ့နော်ဒါလေးကိုနောက်ဝပြီးကြမှာပေါ့ရှင်းနောက်ပဲခုနှစ်နှစ်ကြာရှင်းနောက်ပဲခုနှစ်နှစ်ကြာရှင်းနောက်ပဲဒီရှင်းနောက်ပဲဆက်လာခဲ့တဲ့ဇလန်ဒီသူ့အပေါ်မှာသူ့ရှိနေမှာနှိမ့်မှာတော့ရတယ်ဒီနောက်မှခုန်လို့ရိုက်တယ်သူ့ရဲ့နောက်နေမှာရှင်းနောက်ပဲလို့ပြုတ်တယ် တုံးရထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောင်ထဲမှာ၈နောက်ပိတ်ပိတ်တယ်တုံးရထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောင်ထဲမှာ၈နောက်ပိတ်ပိတ်တယ်အဲ့ရှစ်အတန်နဲ့လိုက်ကစားလိုက်ကစားပုတ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ဒီဖိုင်ကကစားထားတယ်ဘာလဲဆိုတော့အဲ့ရှစ်နောက်ပိတ်ကြောင့်သူ့ရဲ့နောက်တနည်းနည်းနည်းသုံးနည်းမြောက်နှစ်ထဲမှာတဲ့ရှစ်ထေစီနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ထိကျပေးပါတယ်ဒီရှင်းအောင်မရနောက်တနည်းနည်းနည်းသုံးနည်းမြောက်နှစ်ထဲမှာတဲ့ရှစ်ထေစီဒီတစ်ကြိမ်နှစ်ကြိမ် သုံးနေဒီကြပြပါလေအဲ့လိုပဲဒီရှင်းအောင်ပြည့်ရဲ့နောက်တနည်းနည်းနဲ့သုံးနေမြောက်နှစ်ထက်မှာစစ်တေကြီးဒီတကြိမ်နှစ်ကြိမ်သုံးကြိမ်လို့ကြပြခဲ့ပါလေအစစ်တေကြီးသုံးကြိမ်ကြတဲ့စနစ်ပေါ့နော်ဒီရှင်းမှာဒီစစ်တေကြီးရဲ့တမန်ကြောင်းနေစီလေကျွန်တော်အကြိုက်ကြမှာကြောက်လို့ live ကြာမှာကြောက်လို့ဆက်ပြီးပြောကြပါနော်ဒီရှင်းအောင်ပြည့်ရဲ့နောက်တနည်းနည်းနဲ့သုံးနေမြောက်ထက်မှာစစ်တေကြီးဒီသုံးကြိမ်ကြတဲ့ရှင်းအောင်ပြည့်ရဲ့နောက်တနည်းနည်းနဲ့သုံးနေမြောက်ထက်မှာရှင်းအောင်ပြည့်ဒီအစစ်တေကြီးဒီသုံးကြိမ်ကြတဲ့ဒီရှင်းအောင်ပြည့်ရဲ့နောက် တနေ့နေ့တုံးနေတော့ထဲမှာလည်းပဲစစ်ထိပ်စီတုံးကျင်ကြတယ်တဲ့အဲ့လိုကြတဲ့အချိန်ကမှပထမစစ်ထိပ်စီတကျင်ကြတယ်ဒုတိယမြောက်စစ်ထိပ်စီကြတာပထမကဒုတိယကမှစစ်ထိပ်စီတကျင်ကြတယ်ဒုတိယမြောက်ကြတဲ့စစ်ထိပ်စီတတိယကမှလည်းစစ်ထိပ်စီတကျင်ကြပြီးဒုတိယမြောက်ကြတဲ့စစ်ထိပ်စီတော်တော်စနစ်တကျပြီးကြပြီးထားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တော်တော်မင်းချောက်တယ်အကွာဝေးတိုင်မှာတိုင်မှာမှန်ပေါ့နော်ဒီတိုင်းတော့အရင်ပြပြတော့နော် တုံးလုံးပေါင်းချင်း6ဒီတိုင်းသွားလိုက်ဒီမှာတုံးလုံးပေါင်းချင်း6အကွာဝိတိုင်မြအမှန်နဲ့လာတယ်အဲ့6ရင်ဒီနေရာမှာ9 9ပြီးတော့4 4ပြီးတော့ဒီမှာ3ဆိုခွေးပြီးထားဟုတ်တယ်ညီလေး line ကောင်းတယ် live စိတ်တယ်ဘူးရှိ6လို့ခွေးပြီးသူ့ဘေးမှာဒီလိုအခွင့်အရေး5 4 3ဆိုပြီးတော့ထည့်ပေးတယ်အဲ့လိုထည့်ပေးပြီးမှသူဘာလို့လာတာလဲဆိုလို့ရှိရင်ဒီဘူးရှိ6ကိုဒီနေရာမှာ3လုံးပေါင်းချင်း6လို့ပြန်ပြီးတော့ထည့်တယ်ဒီဘူးရှိ6ကိုဒီနေရာမှာ3လုံးပေါင်းချင်း6လို့ပြန်ထည့်တယ် ီ V shape ချက်ကိုဒီနေရာမှာ3လုံးပေါင်းပြီး6လို့ပြန်ထည့်ပေးတယ်။အဲ့လိုထည့်ပေးပြီးကမှဒီနေရာမှာ break shape break shape ပြီးတော့ break ခွန် break ခွန်ပြီးတော့ဒီနေရာမှာ break shape ဆိုပြီးလာပြီးတော့ထည့်ပေးထားတယ်။6ခွန် 8break လာထည့်ပေးတယ်။အဲ့လိုထည့်ပြီးသူပြီးမှ break 6ရဲ့ပြီးမှဒီ3လုံးပေါင်းပြီး1ဒီနေရာမှာ break ခွန်ရဲ့ပြီးမှဒီ3လုံးပေါင်းပြီး3ညဒီ break 7ရဲ့ပြီးမှဒီ3လုံးပေါင်းပြီး6ဆိုပြီးတော့ဆက်နေတဲ့ချက်ပြန်ထည့်ပေးထည့်ပေးပြီးမှဒီနေရာမှာနောက်ပိုင်းနဲ့တက်စီဒီခွန် နောက်ပိုင်းနဲ့ထိပ်စီးပြီးခွန်းလို့ထက်ထက်တယ်ဒီနေရာမှာနောက်ပိုင်းနဲ့ထိပ်စီးပြီးခွန်းလို့ထက်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 ပြီးပြီးဒီနေရာမှာဇောင်းတော်မောင်းချင်းဒီစီနီယာတစ်ခါပြန်ပြီးတော့ကိုကိုပြီးတော့ရှစ်ရှစ်ပြီးတော့ဒီမှာခွန်းလို့လာထက်ပြီးတယ်ထက်ပြီးပြီးမှဒီနေရာမှာတစ်ခါပြန်ပြီးထောင်တော်မောင်းချင်းဒီခွန်းနဲ့ခွန်းပြီးတော့ဒီမှာထောင်တော်မောင်းချင်းဒီ6တယ်6ပြီးတော့ဒီမှာထောင်တော်မောင်းချင်းဒီ9လို့တစ်ခါပြတ်ထက်ပြီးတယ်အဲ့လိုထက်ပြီးပြီးတော့ဒီနေရာမှာတော့လေတိုင်းသုံးလုံးပေါင်းချင်းနေပုံတိနှစ် နေရာမှာအလဲအသုံးလုံးပေါင်းခြင်းညပုံတင်နှစ်ဒီနေရာမှာအလဲအသုံးလုံးပေါင်းခြင်းညပုံတင်နှစ်လို့ထည့်ပြီးမှနှစ်ရဲ့ပါဝါဒီနေရာမှာခုနောက်ပိတ်နှစ်ရဲ့ပါဝါဒီနေရာမှာခုနောက်ပိတ်နှစ်ရဲ့ပါဝါဒီနေရာမှာခုနောက်ပိတ်လို့ထည့်ပြီးမှသူ့ဘေးမှာတစ်ခါပြန်ပြီးတော့သူကနောက်နှလုံးပေါင်းခုခုနောက်ပိတ်ရဲ့ဘေးမှာနောက်နှလုံးပေါင်းခုခုနောက်ပိတ်ဘေးမှာနောက်နှလုံးပေါင်းခုဆိုရိုက်တယ် ဲ့နေရာမှာဒီနှောင်းနှောင်းချင်းနှိမ့်ရပါဝါဒီမှာခွန်နောက်ပိတ်လို့ရိုက်ပြီးမှာဒီမှာနှောင်းနှောင်းခွန်လို့ရိုက်ခဲ့သူ့ဘောတကယ်ကြီးတော့ကြီးလေးချင်ပါ break နဲ့တူခံပေးထားတယ်ဒီနှောင်းနှောင်းချင်းနှိမ့်နှိမ့်ရပါဝါခွန်နောက်ပိတ်လို့ရိုက်တယ်ရိုက်ပြီးဒီဘေးမှာနှောင်းနှောင်းချင်းခွန်လို့မရိုက်ဘူးမှာသူ့ဘောတကယ်ကြီးတော့ကြီးလေးချင်ငါးတင်ပါ break နဲ့လို့ခွန်ပေးခံပေးတယ်ဒီမှာလည်းခါတော့နှောင်းနှောင်းချင်းနှိမ့်ကိုနောက်ပိတ်နှိမ့်ရပါဝါခွန်လို့ရိုက်တယ်အဲ့ဒီခွန်ကြဒီမှာနှောင်းနှောင်းခွန်ဒီမှာလာထက်တယ်အဲ့လိုမထက်ခင်မှာသူ့ရဲ့အပေါ်မှာဒီကနေ့ကျွန်တော်ရေးလေးချင်း၅ချိန်ပဲ break နဲ့ပုံပြီးခံပြီးတာစီဂျော်ဒီအင်မတန်တက်တက်ရလာခဲ့တဲ့စီဂျော်ပေါ့နော် ဲ့လိုလာပြီးမှသူကဘာလို့လောက်တာလဲဆိုတိတ်စီနဲ့တိတ်စီနှလုံးပေါင်းခြင်းတွေ၄တယ်နေပြီးတော့တိတ်စီနှလုံးပေါင်းခြင်းတွေ၅ငားပြီးတော့ဒီမှာတိတ်စီနှလုံးပေါင်းခြင်းတွေ၆လို့ဒီလောက်ထိသူကအကုန်လုံးနှစ်စင်တဲ့တိုင်းဖရီယိုဒီလိုခင်းလာခဲ့အဲ့လိုခင်းလာခဲ့ပြီးမှစောစောထောက်ပြရတဲ့ဒီ brake shock ခွန်ရှိရပေါ့တကွန်ပြောစစ်ထိတ်ကဒီနေရာကိုစစ်ထိတ်လို့လာကိုလာဒီ brake ခွန်ရဲ့ဘေးကဒီစစ်ထိတ်ကဒီကိုစစ်ထိတ်လို့လာကိုလာဒီ brake ရှိရပေါ့ဒီဘေးကစစ်ထိတ်ကဒီနေရာကိုစစ်ထိတ်လို့လာကိုလာဖရင်အဲ့လောက်ထိလာခဲ့ ရှစ်ထိတ်လို့ကူပြီးဒီဇိုင်းပြီးသွားတာမပြီးဘူးသူကရှစ်ထိတ်ကိုထည့်သွားတဲ့စနစ်ကကားထည့်သွားတဲ့အမှန်ကန်ထည့်ထားတယ်။ခွာပိုးဒီဒီမှာကူခါလို့ထည့်တယ်။ခွာရှစ်ဒီဒီမှာရှစ်ခါလို့ထည့်တယ်။ခွာခွန်ဒီဒီနေရာမှာခွန်ခါလို့ထည့်တယ်။အဲ့ဒီထောက်ချက်နဲ့ဒီနေရာမှာရှစ်ကိုတွေကျွန်တော်ရှစ်ရှစ်တွေရှစ်ခွန်အတွဲလို့ရိုက်ပြီးတော့ဒီလမ်းကြောင်းကနေတကြိမ်တကြိမ်တုံးကြည့်ပြီးခဲ့တဲ့ပွဲမှာဒီနေရာမှာထွက်တဲ့ကနန်းဒီရှစ်ရည်ရည်နဲ့တကြိမ်တကြိမ်တုံးကြည့်ပြီးခဲ့တဲ့ပွဲမှာဒီနေရာမှာထွက်ခဲ့တဲ့ကနန်း အဲ့လိုပဲဒီထောက်ချက်နဲ့ဒီစတိတ်နဲ့ဒီနေ့ချင်းသုံးချင်းပြီးကြတဲ့ပွဲဒီနေရာမှာထွက်တဲ့ကနန်းဒီကနန်းကတနှစ်နှစ်နဲ့သုံးနှစ်လေးနှစ်၅နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းကလာပြီးပို့ပြီးတာအဲ့လိုပဲဒီနေရာမှာထွက်ခဲ့တဲ့ကနန်းဒီ69တစ်ဆိုရင်ကနန်းကတနှစ်နှစ်နဲ့သုံးနှစ်လေးနှစ်၅နှစ်မြောက်ကကနန်းကလာပို့တာဒီမှာလည်းဒါကြောင့်ဒီနေရာမှာကျွန်တော်တို့နှစ်ခွန်နှစ်ကိုကြားခဲ့တဲ့အကြောင်းတရားဒီတာပါတယ်ဒီနေရာမှာထွက်မဲ့ကနန်းဒီ တနေ့နဲ့နဲ့၃နှစ်၄နှစ်၅နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းပဲလာပို့ပြီးပါဒါကျွန်တော်တို့ YouTube မှာနှစ်ခုနှစ်လို့ရွေးခဲ့တဲ့အတွက်မောင်းခဲ့ဘူးပေါ့နော်စနစ်ရတော့ဝင်သွားတယ်ဒါတွေကကျွန်တော်တို့နောက်ဆက်တွဲရှိရတဲ့တပိကရပြန်มาတော့ဘယ်နေရာမှာမမအကောင့်မှာလည်းမပြဘူးနော် public account မှာလည်းမပြဘူးအခုပြောချင်တာကအဲ့လိုဖြစ်ပြီးတဲ့ဒီအောက်မှာထွက်ထားတဲ့ကနန်းဒီစနစ်တွေအကုန်ဝင်လာခဲ့ပြီးရိုက်ပြီးဒီအောက်မှာထွက်တဲ့ကနန်း၄၁၁ဆိုတဲ့ကနန်းသူရှိတနည်းပြောကနန်းတဲလိုက်တယ် လိုက်တယ်သူရှိတနည်းကျတော့ကဏ္ဍတဲလိုက်တယ်အဲ့လိုမှလိုက်ရင်အဲ့ကဏ္ဍကပြန်ကိုထွက်အောင်မှာအဲ့လိုပဲဒီပရိနိုင်လာခဲ့ဒီရောက်မှထွက်တဲ့ကဏ္ဍ630ဆိုတဲ့ကဏ္ဍသူရှိတနည်းကျတော့ကဏ္ဍကတဲလိုက်တယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာသူရှိတနည်းကျတော့ကဏ္ဍကျွန်တော်တဲလိုက်တဲ့စနစ်ကိုကစားရမှာဒီဘက်မှာကျွန်တော်ထုံးစရာတွေများတယ်နော်တဲကစားရမှာကျွန်တော်ပြောပြီးပြီးခဲ့တဲ့ live မှာ အပေါ်ကစကင်ထွက်ခဲ့တဲ့ပြန်တွေ့ကနေစကောလုံးထုတ်တဲ့55ခွက်ရှိတဲ့နေရာထိုင်နေအခုထပ်ပြီးတော့2023နဲ့ကဒက်ဒီနေရာလိုက်ကိုလဲရမယ်ဆိုစနစ်အဲ့တော့ကျွန်တော်ထိုးမှာ2023နဲ့ကနန်းကလည်းဒက်24ခွက်လို့ကျွန်တော်လိုက်ထိုးမှာဒီအပေါ်ကစကင်ထွက်ခဲ့ပြီးတဲ့55ခွက်လည်းအကုန်ထိုးမှာဒါကျွန်တော်ကတော့ဒီဘွားကိုဒီဖိနေကူလိုက်ပေါက်ပြီးသားလို့ ထိုးစရာအပေါက်ကြီးပြစားတော့တို့ပြာကနန်းနဲ့အကုန်ပြန်ထိုးမှာခုတနေ့ကျော်ကနန်းလဲ2023ကကနန်းဒက်ထိုးမှာ24ခု24ချင်းဆို24ခွက်ရှိမယ်ခုနဒီကောင်ကနေရာထိုင်နေဆို55ခွက်ရှိမယ်25ခွက်နဲ့အဲ55ခွက်နဲ့ဆောက်ဆက်ခုကကျွန်တော်ဒီဘက်မှာဒီနှစ်ခုအကုန်ထိုးမှာနော်အဲ့တော့ဒီကနန်းဒီဒီနေရာမှာလာမယ့်ကနန်းဒီသူ့စစ်တနေ့ကျော်ကနန်းဒက်ပြမယ်စနစ် ဥတ္တနာဝမင်္ဂလာပါဆရာမြတ်ဟုတ်တယ်ပါခင်ဗျာကျေးဇူးတင်ပါနော်အဲ့ဒါဒါကျွန်တော်ထုတ်မှာဒါဆိုရဲထဲကကျွန်တော်ကနန်း2023တဲ့ကကနန်းကျွန်တော်မမကက်ပါလေးွက်ယူထားတယ်အဲ့၃ွက်ယူထားတယ်2023တဲ့ကနန်းဒါကနန်း၃ွက်ကျွန်တော်မမကက်မှာယူထားတယ်နောက်တစ်ခုကျွန်တော်2025ရဲ့ကပြန်တွဲကနေ3ွက်ယူထားတယ်ပြန်တွဲကနေကျွန်တော်6ွက်9ွက်ထုတ်တာကို ဒီနှစ်ထက်ကနန်းနှစ်ခွက်ကိုဒီနှစ်ဒီနှစ်နှစ်ကကနန်းကိုပဲဒီတက်မှာဒီဘက်မှာကျွန်တော်ဦးစားပေးပြီးထုတ်ထားတယ်ပေါ့နော်ဒီက2023နဲ့ကဒက်ထွက်မဲ့ကနန်း၃ခွက်2025ရက်ပြန်လို့ကနန်း၃ခွက်၆ခွက်တခွက်ကကျန်တဲ့တခွက်ကအပြန်ထုတ်ထားတယ်ပေါ့နော်ဒီပရိနှစ်ခုပဲဒီဘက်မှာဦးစားပေးစားမှာအဲ့တော့ဒဲကနန်းတခွက်ပြန်လို့ကနန်းလာရင်လားမလာရင်2023မှာကနန်းဒီဒီနေရာမှာဒက်ထွက်ခဲ့မယ်ဆိုဒီကနန်းပြန်ကြဒီစနစ်မျိုးကိုလိုက်ထူမှာအဲ့တော့ ဒီနေရာမှာကြရတဲ့ကနသူရှိတနည်းကြောကနတဲ့ဒီနေရာမှာကြရတဲ့ကနသူရှိတနည်းကြောကနတဲ့ဒီနေရာမှာကြမယ်ကနသူရှိတနည်းကြောကနတဲ့မှာတဲ့မှာပေါ့နော်ကျွန်တော်တက်နိုင်ဆိုအကွက်မိတ်ဆွေများတို့လက်ဆောင်ကျွန်တော်ရွေးပြလိုက်မှာနော်အဲ့တော့ကြလိုက်ကန၄630ဒီနေရာမှာကြမယ်ကနဒီနေရာမှာကြထားတဲ့ကနအယူဆဒီနေရာမှာကြထားတဲ့ကနအယူဆဒီနှစ်ခုပေါင်းဆက်ပြီးတော့စနစ်၄မျိုးတော့ကစားလို့ရတယ် ်ခုရှိတနည်းကျော်ကနန်းဒဲကိုပဲကနန်းရွေးချယ်မှုမှာစနစ်၄မျိုးလောက်ရှိတယ်အဲ့ထက်ကကျွန်တော်တစ်မျိုးကိုမိစလို့လက်ဆောင်ကစားပြပေးမယ်နော်အဲ့တော့ကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာသုံးလုံးမောင်းခြင်းငါတိုင်မင်းနေအမှန်တော့ရေးမပြတော့သုံးလုံးမောင်းခြင်းငါလို့ထောက်ပြီးတော့ဥပိတကြီးနှစ်ကြီးသုံးကြီးမှာ6ခါလို့ထည့်မယ်ဒီနေရာမှာသုံးလုံးမောင်းခြင်းငါပြီးတော့6လို့ထည့်မယ်6ပြီးဥပိတကြီးနှစ်ကြီးသုံးကြီးမှာ9ခါလို့ထည့်တယ်စနစ်ဒီကနေလိုက်မယ်ဒီနေရာမှာသုံးလုံးမောင်းခြင်းဒီ ငါးချောက်ပြီးတော့ခွန်လုတ်ထည့်တယ်ခွန်လုတ်ထည့်ပြီးသူပြေတကယ်တကယ်တော့ဒီမြောက်မှာရှစ်နောက်ပိတ်ဆိုရှစ်ခါဆိုပြီးတော့၆ခွန်ရှစ်ရှစ်ခွန်၆ပြီးလားဒီစနစ်နဲ့ပဲကစားမှာဒီနေရာမှာထောက်ခဲ့တဲ့ break ၆ဒီနေရာမှာထောက်ခဲ့တဲ့ break ခွန်ဒီနေရာမှာထောက်ခဲ့တဲ့ break ရှစ်အဲ့ဒီအဲ့ဒီ break ၆ကြောင့်ဒီနေရာမှာ၆ခန်းဒီနေရာမှာ break ခွန်ကြောင့်ဒီမှာခွန်ခန်းဒီနေရာမှာ break ရှစ်ကြောင့်ဒီနေရာမှာရှစ်ခါအဲ့ဒီ၆ခွန်ရှစ်ခါတွေကိုဘာနဲ့ပြန်ထောက်မှာသူရှစ်တနေ့နဲ့တော့လုံးမအောင်ထိတ်ထောင်တော့လုံးမအောင်ခြင်းကထိတ်ထောင်တော့လုံးမအောင်ခြင်း၆ထိတ်ထောင်တော့လုံးမအောင်ခြင်းခွန်ဆိုတဲ့စနစ်နဲ့ ဒီ6ခုရှိမဲ့တက်ကိုယူလိုက်အဲ6ခုရှိလို့ရိုက်ပြီအဲ6ခုရှိရပြီမှာ၃လုံးပေါင်းခြင်းဒီ၃နဲ့၃ရဲ့ပါပါဒီနေရာမှာ၈ထိတ်တယ်သိရကြည့်မယ်နော်ခါကိုထည့်ခဲ့တဲ့6ခုရှိကိုပြောင်းပြန်6ခု6လို့ပြန်ထည့်တော့ဒီ6ရဲ့ဘေးဒီနေရာမှာ၃လုံးပေါင်းခြင်း၃၃ရဲ့ပါပါဒီနေရာကို၈ထိတ်လို့ထည့်တော့ဒီခွန်သူ့ဘေးမှာ၃လုံးပေါင်းခြင်း၂ရဲ့ပါပါဒီနေရာမှာခွန်ထိတ်လို့ထည့်တော့ဒီ၈ ရှစ်အဘေးမှာတုံးပေါင်းကြီးတိပါပါ6ခုထဲတော့မှာအဲ့တော့ main ဆုံးဖြတ်တယ်ကဒီဒီကစားကောဒီကနန်းကိုဆုံးဖြတ်တယ်ကဒီမှာတိုက်ခဲ့တဲ့6ခွန်ရှစ်အဲ့6ခွန်ရှစ်ကို6ခါခွန်ခါရှစ်ခါလို့ထောက်ချက်ကိုအဓိက main ယူတယ်ဒီ6ခွန်ရှစ်ခါတွေဒီဘယ်နေရာက6ခွန်ရှစ်6ခါတွေဒီဒီနေ့မှာလည်း6ခါဒီနောက်တဲ့နေ့မှာခွန်ခါနောက်တဲ့နေ့မှာရှစ်ခါအမျိုးမျိုးရှိတဲ့ကဘယ်6ခါလဲဘယ်ခွန်ခါလဲဘယ်ရှစ်ခါလဲဆိုထောက်ချက်ကိုသူရှိသုံးပြမြောက်မှာအထောင်သုံးပေါင်းကြီး9 6ခွန်ဆိုတဲ့စနစ်ထောက်ချက်နဲ့ယူတယ် UBX 608ကိုပြန်ပြီးတော့ဒီနေရာဒီမှာပြန်ပြီးတော့606ဆိုပြီးတော့ပြန်ပြီးတော့တက်စီကိုပြောင်းပြန်ထည့်တယ်ဒီနေရာမှာ6ထည့်ဖို့အတွက်ဒီနေရာမှာဘူးရှိ3လို့ခံတာ6ရဲ့ဘာဝ3လို့ခံတယ်ဒုတိယကံမှာဒီနေရာမှာ contact ထည့်ဖို့အတွက်ဒီနေရာမှာ2လို့ခံတာတတိယကံနေရာမှာဒီနေရာမှာ6ထည့်လို့ထုတ်တယ်ဒီနေရာမှာ3လုံးပေါင်းရဲ့1လို့ခံထားရမယ်ဒီစနစ်ပေါ့နော်အဲ့ဒီမှာထပ်ပြီးတော့လာတာကဒီနေရာမှာ6ထည့်လို့မလာခင်သူ့တက်တပွင့်ကြီးတဲ့အပေါ်မှာ6ထည့်တပွင့်ကြီးတဲ့9ထည့်ခံပေးထားတယ် နောက်တဲ့ကဒီနေရာမှာခွန်ထိတ်လို့မလာခင်ခွန်ထက်တပွင့်ကြီးရဲ့သူ့အပေါ်မှာ၈ထိတ်လို့ခန့်ပေးထားမယ်။နောက်တဲ့ကဒီနေရာမှာ၆ထိတ်လို့မလာခင်သူ့အပေါ်မှာ၆ထက်တပွင့်ကြီးရဲ့ခွန်ထိတ်လို့သူကခန့်ပေးထားမယ်။ main ဒီဒီဒီ၃ခုပေါ့နော်။အဲ့လိုဖြစ်ပြီးတဲ့အောက်မှာသူကဒီ၈ခွန်၆ထိတ်စီရမှာ break ခွန်ပုံလေးရိုက်တယ်။ဒီ၈ထိတ်စီရမှာလည်း break ခွန်ဒီခွန်ထိတ်စီရအောက်မှာလည်း break ခွန်ဒီ၆ထိတ်စီရအောက်မှာလည်း break ခွန်အဲ့ဒီ break ခွန်တီး ဒီနေ့ထက်အတွက်သူ့အောင်မှာနောက်ထပ်တစ်ခွ break ကိုအောက်ကနေပြန်ရင်မယ်ဆိုလို့ရှိရင်ဒါနှစ်ကြိမ်မြောက် break ကိုပေါ့ဒီ break ကိုပြီးနောက်ထပ်သူ့အောင်သူ့နေထဲမှာ break ကိုတစ်ခွထပ်ကြအောင်ဒီနေရာမှာ break ကိုရိုက်ပြီးသူ့အောင်မှာ break ကိုတစ်ခွထပ်ကြအောင်ဒီနေရာမှာ break ကိုရိုက်ပြီးသူ့အောင်မှာ break ကိုတစ်ခွထပ်ကြအောင်ဒီစနစ်တွေအားလုံးညီခဲ့ညီတဲ့အချိန်မှာဒီစနစ်ကြီးကထောက်ပြမယ်ဆိုရင်ထောက်ချက်တွေအများကြီးပါတယ်နော်အဲ့ဒါကဘာလဲဆိုဒီ complete မကြောက်ခင်ဒီနေရာမှာသုံးလုံးပေါင်းချက်ညီငါဒီ complete လို့မကြောက်ခင်ဒီနေရာမှာသုံးလုံးပေါင်းချက်ညီ shop ဒါကြောင့်ငားရတယ်ဒီသုံးလုံးပေါင်းကြောင့်ငားကိုဒီနေရာမှာသုံးလုံးငားလို့ပြန်ထည့်ပြီးဒီသုံးလုံးပေါင်းကြီး6ကိုဒီနေရာမှာသုံးလုံးပေါင်းကြီးဟုတ်လို့ခဏဒီနေရာမှာသုံးလုံးပေါင်းကြီး6လို့ပြန်ထည့်ပြီးအဲ့လိုပဲဒီနေရာမှာသုံးလုံးပေါင်းကြီး9ကိုဒီနေရာမှာသုံးလုံးပေါင်းကြီး9လို့ပြန်ထည့်ပြီး9လို့ပြန်ထည့်ပြီးသူ့ရဲ့အောက်မှာထပ်ပြီးတော့သုံးလုံးပေါင်းကြီး6လျှောက်ပြီးတော့ငားငားပြီးတော့၄ဆိုရယ်စီနီယာကိုထပ်ထည့်တယ်ထပ်ထည့်ပြီးဒီနေရာမှာသုံးလုံးပေါင်းကြီး1သုံးလုံးပေါင်းကြီး3သုံးလုံးပေါင်းကြီး4ဆိုရယ်ထောက်ချက်ပြီးပါသေးတယ် ဲ့လိုပါပြီးမှဒီညမှာ break ခွန်လိုရိုက်ခဲ့တဲ့ဇောင်းမှာတစ်ခါပြန်ပြီးတော့လုံးလုံးပေါင်းချင်းဒီခွန်ခွန်ပြီးတော့ဒီညမှာလုံးလုံးပေါင်းချင်းဒီ6 6ပြီးတော့ဒီညမှာလုံးလုံးပေါင်းချင်းဒီ9လို့ထည့်တယ်အဲ့လိုထည့်တဲ့9လို့ထည့်တယ်ပေါ့နော်ခွန်6 9လို့ထည့်တယ်အဲ့ဒီ frame ကိုစလာခဲ့တဲ့တည်ခဲ့တဲ့နန်းစင်နဲ့စပြီးအကုန်လုံးဆိုရင် senior ထောက်ချက်ကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်7ချိန်8ချိန်9ချိန်10ချိန်လေးရှိတယ်ဖောက်ကွန်ရှိစင်ညာပြည်လမ်းရှိရဲ၈ခွန်၆ပြည်လမ်းရှိလဲ၃နှစ်ပြည်လမ်းရှိလဲ၉ရှိခွန်ပြည်လမ်းရှိလဲ၈ခွန်၆ပြည်လမ်းရှိလဲ၆၅လေးပြည်လမ်းရှိလဲ 865လို့စီနီယာပြီးလမ်းရှိတယ်960လို့စီနီယာပြီးလမ်းရှိတယ်234လို့စီနီယာပြီးလမ်းရှိတယ်နောက်ဆုံးချက်ထောက်တော့တာက960ဆိုစီနီယာပြီးလမ်းပြန်ပြီးထောက်တယ်ထောက်ပြီးတဲ့အခါပြန်ပြီးသူ့ရဲ့ပြောင်းပြန်နောက်ဆုံးမက်တက်ကချုပ်တော့တာကမူရင်းစခဲ့တာဒီ1300မောင်းချင်း9300မောင်းချင်း6 1300မောင်းချင်း9960ကိုနောက်ဆုံးပြန်ပြီးချုပ်တော့သူ့ရဲ့ပြောင်းပြန်300မောင်းချင်း9 300မောင်းချင်း6 300မောင်းချင်း9လို့နောက်ဆုံးချုပ်ပြီးမှသူ့ရဲ့အောက်မှာထွက်တာလေဟိုက်လစ်တစ်ဆိုတဲ့ကနေ့ကခုနတိုင်မင်းခေါ်တဲ့ဒီညမှာတက်ထွက်တယ်အဲ့သူ့ရဲ့ အောက်ပေါ့နော်ဒီနေရာမှာထွက်ခဲ့တဲ့630ဆိုတဲ့ကဏ္ဍကသူ့ရဲ့တကွင်းပြောင်းမှာဒီနေရာမှာ death ထွက်တယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာထောက်ခဲ့ဟိုက်990ဆိုတဲ့ကဏ္ဍကဒီနေရာမှာ death ထွက်ရမယ်ဆိုတဲ့အယူဆအဲ့တော့ break ရှစ်ကလည်းကျွန်တော်လည်းပြောရဲဒီနေ့ထဲမှာ break shift စကားမယ်ဆိုဒီနေ့မှာ break shift break shift break shift ထောက်ချက်ပြောပြီးဒီရောက်မှာ break shift ဒီအများကြီးဒီဘေးမှာလည်း break shift ဒီအများကြီးဒါတော့တစ်ချက်တစ်ချက်တော့အတတ်ပညာရှင်တွေအသိပညာရှင်တွေတကယ်တော့ရဲဆရာတွေတင်ထားပြီးတာဖြစ်တယ်လို့ကျွန်တော်ထပ်မပြောတော့ဘူးထပ်မပြောတော့ဘူးပေါ့နော်မြင်နေအမြင်တွေတူတာကြီးရှိတာများတယ်ဒီဘက်မှာ break shift နဲ့ပတ်သက်ပြီးတော့အဲ့တော့ ပရိရှိကဏ္ဍတစ်ခွက်ပေါ့နော်ကိုကိုတုံညာဆိုတဲ့ကဏ္ဍတစ်ခွက်ဒါလေးကိုကျွန်တော်ဒီဘက်မှာထည့်ထိုးပါမယ်ဒါလေးကိုကြိုက်တယ်ဆိုတော့ဘာကြောင့်လဲဒီမှာတည်ခဲ့တဲ့လမ်းကြောင်းမှာပြောပြီးဒီမှာတုံညာထည့်စင်းနောင်မခုံရတယ်ကျွန်တော်အများနဲ့ပြောခဲ့တယ်ရှေ့ခွန်6ဆိုတဲ့ပြည်လန်အဲ့ဒါကိုပြန်ပြီးတော့တစ်ခါပြန်ထည့်ထားတယ်6ခွန်8ဆိုတဲ့ပြည်လန်ထည့်တယ်အဲ့ဒီ6ကြောင့်ဒီနေ့ထက်ကဘရိတ်6ကဏ္ဍတစ်ခွက်လေးတစ်တစ်ကဒီနောက်နေ့ကိုဒီချိန်လိုက်ဖြစ်ရမယ်ဒီဘရိတ်ခွန်ကြောင့်ဒီနေ့ထက်ကဘရိတ်ခွန်ကဏ္ဍတစ်ခွက်လေးနှစ်တစ်ကတစ်လေးနှစ်ဆိုဖြတ်ထားတယ်ရှိတယ်ဒါကြောင့် ီ break ရှိကြောင့်ဒီနေ့ထက်က break ရှိကဏ္ဍတစ်ခွက်ဒီတွေ့တဲ့နည်းကိုလိုက်ထွက်ရမယ်ဆိုအခြေခံမူလည်းရှိတယ်။ဒီနေ့ထက်က break ရှိကဏ္ဍကိုအလုံးထိုးကျင်နေဆိုရင်ဒီမှာ6.3ရှိတယ်။နောက်တစ်ခါက9.30ရှိတယ်။ဒီမှာ9.90ရှိတယ်။ဒါ9.30ထိုးပေါက်ကိုပထမဆုံး live မှာကျွန်တော်ရှင်းပြပြီးပြီ။အခုဒီ9.90လက်အကဏ္ဍထိုးပေါက်ကိုရှင်းပြပြီ။ဒါဆိုဒီကဏ္ဍလည်းမရှိဘူးလားရှိတာ။ကြိုက်တယ်ဆိုဒီ3ခွက်လုံးကြီး ဒါ6ခုတုံးတက်930တက်990တက်930ကပထမဆုံးစပြီးဆွနဲ့ live မှာဒီနေရာမှာထိုးရတယ်ကျွန်တော်ရှင်းပြခဲ့ပြီအခုရှင်းပြရတာဒီကနေ့ဒီဒီနေရာမှာထိုးရရလို့ဒီ train ကနေဒါကိုရှင်းပြလိုက်တယ်ဒီကနန်းဒီလည်းပဲဒီနေရာမှာထိုးကြတယ်ထိုးလို့ရတဲ့ method တွေရှိတယ်အဲ့တော့ operation နဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုကစားလိုက်တဲ့စနစ်ဒီ2023က2025စက်တိချိန်မှာ2023 2025စက်တကြိမ်ရောက်မှာပေါ့နော်ဒါ2023နဲ့ကနေထွက်ပြေးကနေဒေကစားပေါ့အဲ့တော့ပထမဆုံးကျွန်တော်တို့ live တစ်ခုမှာ break ရှင်းနဲ့ပတ်သက်ပြီး930ထိုးလို့ရတယ်လို့ကျွန်တော်တို့ live မှာရှင်းပြခဲ့တယ်အခု live မှာကျွန်တော်990ကိုထိုးလို့ရထိုးကျင်ရင်ကြိုက်နှစ်သက်ရင်ထိုးလို့ရတဲ့ကြောင့်ရှင်းပြခဲ့တယ်အဲ့ဒီ2023နဲ့မှာ break ရှင်းဒီ၃ခွက်ပဲရှိတာကျန်တဲ့၈ခွန်၃ဆိုတဲ့ကနေဒီလည်းပဲကြိုက်နှစ်သက်ရင်ထိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုလည်း live ပြန်ပြောပြီးပြီဒါကိုလည်း live ပြန်ပြောပြီးပြီ ဒီကနန်းထိုးပေါက်ကိုတော့ live လို့မပြောတော့ဘူးဒါမှန်ပါတယ်ရောက်မှာပဲပြောတော့မှာနော်ဒါတော့ဆိုရင်တော့မိတ်ဆွေတို့ပြောလုံလောက်ဘူးထင်ပါတယ်တက်နှစ်တက်မှာကစားပါဘူးမအပိုင်မသိကျွန်တော်လည်းအပိုင်မသိဘူးနော်ဒီလိုတွေးတာပဲရှိတယ်သို့တော့စနစ်အရာအောင်ခဲ့တဲ့စနစ်ပြီးခဲ့တဲ့ပွဲမှာဆိုလို့ねဒီနေရာမှာကျွန်တော်တက်နှစ်နဲ့နဲ့၃နှစ်၄နှစ်၅နှစ်ရောက်ကကနန်းဝင်လာခဲ့တာပဲသူစနစ်အရာဝင်လာခဲ့လို့ဒီနေရာမှာဆက်ပြီးကစားတဲ့စနစ်တွေကို live ကစားပြလိုက်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့တက်နှစ်တက်မှာသုံးမှာမကြိုက်ရင်မသုံးမှာ ਨੇ ပေါ့နော်အဲ့တော့ဒီ live မှာကျွန်တော်အဓိကထားပြပေးတာ ကိုကိုတုံးရပေါ့နော်ဒါလေးကိုပြပေးပါတယ်စဉ်းစားရအောင်ခုပါအပိုင်စုံလုံးမသိပါဘူးနော်အဲ့တော့ထပ်ပြောမယ်တကြိမ်ချင်းဝင်တဲ့အဖွဲ့လေမနေ့ကမှအလုပ်လုပ်ပေးမယ်မမအဖွဲ့ဝင်နေဆိုလို့ရှိရင်လည်းကျွန်တော်မနေ့ကမှမမကတ်တင်ပေးမယ်15ရက်နေ့မှမမအဖွဲ့ဝင်နေကတော့14ရက်နေ့ညတို့ဒီမို့15ရက်နေ့မနေ့အနေကုန်ပေါ့နော်15ရက်နေ့ညအဲ့ဒီဝင်ကျင်မှ live ရှင်ပေါ်မူဒီ live တက်ပေးမှာဖြစ်တယ် အဲဒီဘွဲမှာကျွန်တော်အကြိမ်ဆုံးထိုးတာဒါဒုတိယအကြိမ်ဆုံးရွေးချယ်ထားတဲ့စနစ်2023နဲ့ကနန်ဒက်ထွက်ရမယ်ဆိုစနစ်ကဒုတိယအကြိမ်ဆုံးပထမအကြိမ်ကတော့2025ရဲ့တော်ပြကနန်ပြန်တွေ့ဒီလိုကစားထားပါတယ်ပေါ့နော်စိတ်ဝင်စားရင်၃မှာစိတ်ဝင်စားရင်မ၃မှာနဲ့အားလုံးပဲကံကောင်းကြပါစေ good luck